ားလုံးပဲမင်္ဂလာပါ Jason King ကနေပြန်ပြန်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ Tight Hander လုံးမပြပြခဲ့တဲ့အတိုင်းဒီတစ်ပတ်မှာတော့ခွန်ကအကြောင်းပြပြပေးမှာဖြစ်ပါတယ် My ship has come in ခွန်ကအကြောင်းကပြပြစရာနည်းနည်းများတာမို့လို့ကျွန်တော်တို့အချိန်ဆွဲပြီးစားလိုက်အောင် တခါတော့ဟာ The Emerald of the Mighty Cladish Navy လို့လူတွေမသိကြခင်ကွန်ကာကကျောင်းနေအများကြီးနဲ့ဖွဲ့စည်းထားပြီးနှစ်ပေါင်းများစွာ Demon of the Cataract ရဲ့တိုက်ခိုက်ခြင်းကိုခံနေရတဲ့ Clad ကျွန်းပေါ်မှာအရန်အုံမှာအလုပ်ကြိုးစားပြီး Brand up ဖို့အတွက်တာဆူနေတဲ့ Junior Missionman တယောက်ဖြစ်ပါတယ် Missionman ဆိုတာ Officer တယောက်ဖြစ်လာဖို့အတွက် Training ဆင်းနေရတဲ့တင်မောသားတယောက်ဖြစ်ပြီးကွန်ကာကတင်မောသားတွေကြားထဲကထူးဆန်းတဲ့ပုံမြင်တွေ ဒန်နာယူတွေကိုစိတ်ဝင်တစားနားထောင်လို့ရှိတဲ့အပြင် treasure ကိုစူးရတာလည်းအတော်လေးဝါသနာပါတယ်ဗျအဲ့ဒန်နာယူတွေထဲမှာကွန်ကာရဲ့အသင်းနှလုံးကိုအကင်လုံးနိုင်သောပုံမြင်ရတော့ giant shark လို့ခေါ်တဲ့ frigate တွေတောင်မှကြီးပြီးတင်မောတွေကိုတော့အမဲလိုက်တတ်ကြတဲ့ငမန်းယူရဲ့အကြောင်းပဲဗျ ီ giant shark ပုံမြင်တွေကခွန်ကားရဲ့စိတ်ကိုကြောက်စိတ်တွေရောအရေးဆိုမီဖမ်းညင်တဲ့စိတ်ကိုပါဖြစ်ပေါ်စေခဲ့ပါတယ်ဒီလိုနဲ့ junior midshipman တယောက်အနေနဲ့အတွေ့အကြုံတွေရလာတဲ့အခါမှာတော့ခွန်ကားတယောက် cladish navy ရဲ့တရားဝင် officer တယောက်ဖြစ်လာခဲ့တဲ့အပြင်သူ့ရဲ့စ조사အားထုတ်မှုကြောင့်ပဲရွှေကျဲသီးစုကိုပါရရှိခဲ့ပါသေးတယ်အဲ့လိုကြိုးစားတဲ့ကွန်ကတရောက်အရွယ်ရောက်လာတဲ့အခါမှာတော့ပင်လယ်ပြင်ကိုစတင်ခြေစမ်းလာခဲ့ပြီးတော့သမုဒ္ဒရာထဲမှာရှိတဲ့နာမည်ကြီးပင်လယ်သမားတွေ၊ legends တွေကိုသူကိုယ်တိုင်ရှင်းလင်းတုတ်တင်ခဲ့ရပြီ။ တစ်ချိန်တည်းမှာပဲသူငင်ငယ်တုန်းကအိမ်မက်မက်ခဲ့ရတဲ့ပင်လေပြော်တွေကို၆လန့်နေတဲ့ Giant Shark တွေကိုတော့ရှာဖွေရှင်းလင်းနိုင်ခဲ့ပြီးအဲ့ဒါတွေကပုံမြင်မဟုတ်ပဲတကယ်ကိုပင်လေပြင်မှာထူးခြားတဲ့အရာတွေရှိတယ်ဆိုတာကိုသက်သေပြနိုင်ခဲ့ပါတယ်အဲ့ဒါအပြင်ကျွန်တော်တိုက်ဟန်တလုံးမှာပြောပြခဲ့တဲ့ Merantic Disposal လို့ခေါ်တဲ့ငါးလူသားမျိုးနွယ်စုတွေကခက်ကျွန်းစုရဲ့အရှိမရှိတဲ့ Pop Magnet ကိုကျူးကျော်ခဲ့တယ်လို့ယူဆရတဲ့ ပေါ့မင်းနဲ့စပွဲမှာလည်း veteran commander တယောက်အနေနဲ့ဥဆောင်ပြီးခက်ကျုံးစုတွေအတွက်အနိုင်ယူပေးနိုင်ခဲ့တယ်ဗျ။ဒီလိုကွန်ကိုင်းအမကန်ဆွမ်းဆောင်ရည်ကြောင့် grand နေလင်းလင်းမြန်မြန်နဲ့ပဲတက်လာခဲ့ပြီး the emerald of the cladish navy ဆိုတဲ့ရေတဲချုပ်ယာတုကိုအချိန်ခဏလေးအတွင်းမှာပဲရရှိခဲ့တယ်ဗျ။ကွန်ကာဆိုတာခက်ပြည်သူတွေနဲ့ရေတဲသားတွေအတွက် emerald တယောက်ဖြစ်တဲ့အပြင်ခက်ကျုံးစုရဲ့ဂုံစရာပြရောက်တစ်ခုလည်းဖြစ်လာခဲ့ပါတယ်။ ကွန်ဂါရဲ့အတိတ်ကတာဝန်ကတော့ခက်ကျွန်းစုကိုပင်လယ်ပြင်ကနေလာတဲ့ဘယ်လိုအန်နရဲ့ချင်းချောက်မှုမျိုးကိုမဆိုကာကွယ်ပေးရမှာဖြစ်ပြီးအရေးအကြီးဆုံးကတော့ကျွန်တော်ဗီဒီယိုအဆက်မှာပြောပြခဲ့တဲ့ The Demon of the Cataract ရဲ့တိုက်ခိုက်မှုကိုခြေမုံးပေးရမှာဖြစ်ပါတယ် The Demon of the Cataract ဆိုတာပင်လယ်ပြင်ထဲကနေနိုးထလာတတ်ကြတဲ့ဒီမွန်နေဖြစ်ပြီးတော့သူတို့ရဲ့စိတ်ထဲမှာလှုပ်ချင်တာတစ်ခုပဲရှိပါတယ်အဲ့ဒါကတော့လူသားတွေရဲ့ကျွန်းတွေကိုတိုက်ခိုက်ဖို့ပါပဲအဲ့ဒီထဲမှာထိပေါက်သွားတာကတော့ကွန်ကာနေထိုင်နေတဲ့ခက်ကျွန်းစုပေါ့ ကက်တရက်ဒီမွန်တွေရဲ့တိုက်ခိုက်မှုတွေကအစာပိုင်းမှာတော့အသေးဖွဲလေးပါပဲဒါပေမဲ့ဒီမွန်တွေကဒစဒစပိုအားကောင်းလာပြီးတော့တိုက်ခိုက်မှုတွေကလည်းပုံမပြင်းထန်အန္တရာယ်များလာခဲ့တယ်ဗျာဘလောက်တောင်ဖြစ်လာလဲဆိုရင်ပင်လယ်ငါးဖန်သမားတွေတောင်ပင်လယ်ထဲမထွက်ရဲတော့တဲ့အထိအောင်ဖြစ်ခဲ့ရဗျာဒီလိုအကြောင်းအရာတွေကြောင့်ပဲ American Conquer ကိုရိုင်းဥဆောင်ပြီးတမိုင်းမှာအကြီးမားဆုံးနဲ့ပျက်စီးမှုအများဆုံးဘက်တယ်ရီကိုခွက်ကျွန်းစုရဲ့တောင်ပချန် Trembling Isles ပေါ်မှာစတင်ခဲ့ပါ Tremblay Isles ဆိုတာ Cataract Demon ရဲ့ Ghost တွေကန့်ကတ်တဲ့နေရာဖြစ်ပြီး Class Isles အတွက်လည်းအရန်ကိုအရေးကြီးတဲ့ကျွန်းတစ်ခုဖြစ်ပါတယ်။အဲ့ဒီကျွန်းပေါ်မှာ The First Battle of Trembling Isles နဲ့ Second Battle of the Trembling ဆိုပြီးတိုက်ပွဲကြီးနှစ်ခုဖြစ်ပွားခဲ့ပါတယ်။ပထမတိုက်ပွဲမှာ Cataract Demon တွေကအရှင်းသင်းခံခဲ့ရပြီး Conqueror တင်ပိုက်လိုက်နိုင်တယ်ဗျ။ second battle of trembling မှာတော့ပထမတိုက်ပွဲတော့ကလည်းလုံးဝမတူပဲတိုက်ပွဲခေါ်တဲ့နေပင်လယ်ပြင်အငွေ့အသက်တရားအစားဆူးရှာနေခဲ့ပါတယ်အကြောင်းကတော့ the demon of the cataract ရဲ့ယာနဲ့ထောင်နဲ့ချီတဲ့ ghost ship တွေက trembling ကျွန်းကိုဥတီပြီးလာနေခဲ့ကြပါတယ်တချိန်ထဲမှာပဲ the treasure collector တယောက်လိုနာမည်ကြီးရဲ့ကွန်ကာရဲ့စစ်သည်မောဘော်ကို treasure တွေကိုခိုးဖို့အတွက် Maris ကတယောက်အချိန်မှားပြီးရောက်နေခဲ့တယ်ဗျာ ကွန်ဂါကလည်းတိုက်ပွဲတွေအတွက် Cladish Navy တစ်ခုလုံးဦးဆောင်ပြီး Trampling ကျွန်းစုဘက်ကိုရွက်လင်လာခဲ့ပါတယ်။တိုက်ပွဲတွေဆက်ဖြစ်ပွားခဲ့ပြီးမကြခင်မှာပဲကွန်ဂါတို့ဘက်ကအရင်နိုင်လာခဲ့တယ်ဗျ။အဲ့ဒီအခါမှာ The Suicide Mission of the Clerk ဆိုတဲ့ Clerk နိုင်ငံရဲ့မော်စီယာတွေကသူတို့ဘာသာရစ်ပူစော်ပြီး Ascetra Spirit of Clerlo ခေါ်တဲ့ Clerk နိုင်ငံရဲ့ဘိုးဘွေအဆောင်ရှောက်တွေကို Clerk Navy ဘက်ကနေတိုက်ခိုက်ပေးဖို့အတွက်ဆင့်ခေါ်ခဲ့ကြပါတယ် ဒီအဆောင်လျှောက်ထဲကအချို့ဟာ Tight Bringer လို့ခေါ်တဲ့ကွန်ကာရဲ့ Legendary Sword ထဲကိုဝင်ရောက်ပြီးတော့ကွန်ကာကိုပို့ပြီးအစွမ်းထက်တဲ့သူတယောက်ဖြစ်လာစေခဲ့ပါတယ်။ဒီလိုကွန်ကာရသွားတဲ့အစွမ်းကြောင့် Clad Navy ဘက်ကပြန်လဲခေါင်းထောင်လာပြီးတော့ Cataract Demon ကို နောက်ပြန်တွန်းလာနိုင်ခဲ့ရဗျ။ဒါပေမဲ့ကွန်ဂါရထားရဲ့အစွမ်းဟာကက်ဒရက်ဒီမိုရင်နိုင်နေတာကိုတားနိုင်ရုံလောက်ပဲဖြစ်ပြီးအဆက်မပြတ်လာနေတဲ့ယာနဲ့ထောင်နဲ့ချီရဲ့ Go Ship တွေကိုတော့တားဆီးဖို့အတွက်မစွမ်းနိုင်ခဲ့ပါဘူး။ဒီလိုရှုပ်ရှက်ခတ်နေတဲ့ဘက်တရီကြားထဲမှာ Mariska လို့ခေါ်တဲ့တပ်ဝက်လိုကတော့အပြင်မှာဘာရီဖြစ်နေလဲတော့မသိပဲနဲ့ Treasure တွေကိုစိတ်ကြိုက်ခိုးနေခဲ့ပါတယ်။ခိုးလို့ဝါလို့ထွက်တော့မဲ့အချိန်ကွန်ဂါတင်မောရဲ့အရေးကြီးတဲ့အစိပ်ပိုင်းတွေရောမှတိတ်တိတ်ဆိတ်ဆိတ်နဲ့ဖျက်ဆီးခဲ့ပြီးတော့ကန်ဆက်မှာပေါအောင်နေခဲ့ရကြ ကွန်ကတော့မရစ်ကာကိုမြင်လိုက်ပင်မဲ့ပြင်းထန်နေတဲ့ဘက်တရီကိုသာအာယုံဆိုင်နေခဲ့ပါတယ်။ကွန်ကတယောက်သူ့ရဲ့တင်မောကုံဘက်ပေါ်ကနေမြင်တွေ့ရတဲ့အရာတွေကတော့မီးတွေ၊သွေးတွေ၊တင်မောပြက်တွေနဲ့ပြည့်နေတဲ့ပင်လယ်ကြီးဖြစ်ပြီးသူဦးဆောင်နေတဲ့ Quad Navy ရဲ့စစ်တင်မောတွေကလည်းဇီးပီးတစီဒီမိုနီရဲ့လက်ချက်ကြောင့်ဖျက်ဆီးခံနေရပါတယ်။တင်မောတစီနဲ့သွားတိုင်းသူ့ရဲ့တံမိုးရှိလာတဲ့ရဲရင်တဲ့စစ်သားတွေပါပါသွားတယ်ဆိုတဲ့အသည့်ကကွန်ကရဲ့စိတ်နှလုံးကိုအဆက်မပြတ်ထိုးနှက်နေခဲ့တယ်။ ါပေမဲ့ကွန်ကာဘက်ကနေကူတိုက်ပေးနေတဲ့ Accenture Spirit တွေကတကယ်ကိုအသေးကြီးကျုံမင်းနေရမို့လို့နည်းနည်းတော့စိတ်သက်သာရာရခဲ့ကြ။ Accenture Spirit တွေက Demoni ရဲ့ Ghost Ship တွေကိုဆက်လက်တိုက်ခိုက်နေရမို့လို့ကွန်ကာတို့ဘက်ကလည်းအင်အားနည်းလာတယ်လို့ Demoni ဘက်ကလည်းအင်အားလျော့လာခဲ့ပါတယ်။ဒီလိုသွေးတွေမှော်စွမ်းနေနဲ့ပြင်းထန်ပြီးပြင်းထန်နေတဲ့မုံတိုင်းကြားထဲမှာ Demon တွေလူတွေ Accenture Spirit တွေမှော်ရှားတွေတိုက်ခိုက်နေကြတဲ့အချိန်ဘယ်သူမှမထင်မှတ်ထားတဲ့ဖြစ်အစိုးရတစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒါကတော့ပင်လယ်သမုဒ္ဒရာမျက်နှာပြင်တစ်ခုလုံးစုပွက်လာပြီးရေပေါ်ကသင်္ဘောတွေကိုလည်းမိုးကြိုးတွေစတင်ပစ်ခတ်လာခဲ့ပါဒီလိုပြင်းထန်နေတဲ့တိုက်ပွဲကြမှာရေပေါ်မပေါ်ထွက်လာတာနှစ်ပေါင်းတောင်းချီနေပြီဖြစ်ပြီးအရန်အုံမှာအစွမ်းထက်တဲ့ဒဇုံတစ်ခုဗတဲတဲကိုဝင်ရောက်လာခဲ့ပါတယ်။သူ့ကိုတော့ Meran the Tentacle လို့ခေါ်ပြီးအဲဟန်တာကဒီဗတဲကြားတဲ့ကိုစင့်ခေါ်ခဲ့တာဖြစ်ပါတယ်။ တဲ့ဟန်တာကကျွန်တော်အရင်ဗီဒီယိုမှာပြောပြခဲ့တဲ့အတိုင်းဖုန်ကောက်အသေးကျုံးနေနေရမှုလို့ဒီလိုအချိန်မှာစိုက်စိုက်မြဲမြဲရောက်လာခဲ့တာဖြစ်ပါတယ်။ပင်လယ်ပြင်ပြင်းမျက်နှာပြင်တစ်ခုလုံးတုံဟီးစေတဲ့ကျယ်လောင်တဲ့ဟိန်းတဲ့ skyscraper လို့ခေါ်တဲ့ဘိုးမျော်တိုက်တွေတမျှကြီးမားတဲ့ဆူနာမီရေလိုင်းပေါင်းများစွာနဲ့အတူလူမျက်နှာ AR မရေပေါ်ဝဲခံတာကိုရှိရဲ့ Meran the Tentacle ရောက်လာတဲ့အချိန်မှာတော့ကဘာကြီးကအဆုံးသက်ကိုရောက်သွားပြီလို့တော့ထင်ရပါတယ် သူ့ရဲ့ရေရောက်ထဲကနေထွက်လာမှုဟာအရန်ကိုပြင်းထန်နေတဲ့စစ်ပွဲကို God Tire Battle တစ်ခုဖြစ်သွားစေခဲ့ပြီးတော့တကယ့်ကိုကြောက်ရွံ့တုန်လှုပ်စရာကြီးနဲ့ပြည့်နှက်စေခဲ့ပါတယ်။ Mayran ကလည်း Battle ထဲကိုရောက်လာတဲ့လုံးဝမတုံ့ဆိုင်နေပဲသူ့ရဲ့ Emerald Shield လျားတဲ့လက်တံတွေကိုစမ်းထုတ်ပြီးသူ့ဘေးနားမှာရှိသမျှ Cataract Demon တွေရဲ့ Ghost Ship တွေ Classic သားတွေရဲ့ Navy Ship တွေဘာမှမခွဲခြားတော့ပဲအားလုံးကိုဆွဲယူပြီးညှက်ချေပစ်လိုက်ပါတ သမုတ်တရားကြီးနဲ့ကောင်းကင်ရတဲ့တကယ်ကိုအရိုင်းဆန်လာခဲ့တယ်ဗျ။ဒီပြင်းတွေရဲ့အတန်ကခါကိုတင်းမောရွေအိုးအောဆွဲလို့အဆက်မပြတ်ကျဲလောင်မြည်ဟင်းနေပြီးအရန်အုံမှာဆွဲရကောင်းတဲ့အေယာမရေဝဲကြီးတစ်ခုကကင်းဆက်နဲ့မဝေးတဲ့နေရာမှာပေါ်လာခဲ့ပါဗျ။အဲ့ဒီအချိန်မှာတော့ဒီမွန်ဘက်လူတွေဘက်ဘာမှမရှိတော့ပါဘူး။ဗတဲထဲမှာရှိနေတဲ့သူတွေအားလုံး Ghost Fury လို့ခေါ်တဲ့နတ်ဖျားရဲ့ဒေါ်လာထဲမှာပိတ်မိသွားခဲ့ပါဗျ။ မိုးကြိုးမုန်တိုင်းတွေနဲ့ပြင်းထန်နေတဲ့လေပြင်းတွေကြောင့်အေယာမရေဝဲကြီးအလယ်မှာဘလူရောင်ရုပ်ပြက်ဆင်းပြက်ဖြစ်သွားခဲ့ကြလဲဆိုတာကိုဘယ်သူမှမသိခဲ့ကြရပါဘူး။တည့်ရသူတွေကလည်းပင်လယ်ပြင်အောက်မှာအယိုးတခြားအသားတခြားဖြစ်သွားခဲ့ပါပြီ။တချို့တင်မော်တွေကခြေမွားခံလိုက်ရတယ်။တချို့ကရေဝဲရဲ့မွားမြူခြင်းကိုခံလိုက်ရတယ်။အချို့ကျတော့ပင်လယ်ပြင်အောက်အထိကိုဆွဲချခံလိုက်ရပါတယ်။ပင်လယ်ပြင်ကြီးကသူမဟုတ်ခဲ့တယ်လို့ပြန်လဲတည်ငြိမ်သွားတဲ့အချိန်မှာတော့ ရှင်မြက်နယ်ပြင်ပေါ်မှာမေရန်လည်းမရှိတော့သလိုဒီမွန်တွေခွတ်နေဗီတွေဆိုတာလည်းအစအနတော့မကြံခဲ့ပါဘူးအဲ့ဒီပင်လယ်ပြင်ကအခုချိန်ထိလူသူတွေကင်းဝေးနေပြီးခက်ကျုံးစုကလူတွေကိုတိတ်ဆိတ်စွာခြောက်လန့်နေပါသေးတယ်ဗတယ်ထဲမှာပါဝင်ခဲ့တဲ့သူတွေဘယ်သူမှအိမ်မပြောင်းနိုင်ကြတော့သလိုခက်နိုင်ငံသားတွေကြားမှာလည်း The Emerald of the Mighty Navy ဆိုတဲ့ဂုံဘုံနဲ့ကြော်ကြားခဲ့တဲ့ကွန်ကာရဲ့ဂုံတရင်းတွေဟာလည်း Second Battle of the Trampoline နဲ့အတူရေအောက်ထဲမှာနှိမ့်ယုတ်ခံလိုက်ရပါပြီ ဖက်ပြည်သူတွေကြားထဲမှာတော့ Conquer ဆိုတာ Second Battle of the Trembling တိုက်ပွဲတွေကြားထဲမှာပဲအခုချက်တိ Paranormal Looping ဖြစ်ပြီးပိတ်မိနေတဲ့အစွဲလန်းကြီးရဲ့တစ်စိတစ်ကောင်ဖြစ်တာကြံခဲ့ပါတော့တယ် Paranormal Looping ဆိုတာကိုတချို့တဘာဝလုံးဖြစ်ရဆန်းတွေကိုကြိုက်တဲ့သူတွေကတော့တီးပြီးသားဖြစ်မှာပါ မတည့်ရတူရဲ့အတွက်ဘူဒ္ဓရအနေနဲ့ပြောပြရရင် paranormal looping ဆိုတာအချို့တရတစေတွေကသူတို့တည်ဆုံရတဲ့အချိန်ကိုရောက်တိုင်းသူတို့တည်ဆုံခဲ့ရတဲ့နေရာမှာသူတို့တည်ဆုံခဲ့ရတဲ့ပုံစံအတိုင်းနာကျင်စရာအဖြစ်အပျက်တွေကိုနောက်တစ်ခါကြုံတွေ့ခံစားပြီးတည်ဆုံရတာမျိုးကိုတစ်ခါတစ်ခါပြန်ဖြစ်နေရတာပါတခါတရံမှာတေဆုံးသွားတဲ့ကွန်ကသူ့ရဲ့ဟောင်းနှန်းဆုပ်ပြက်နေတဲ့တင်မောနဲ့အတူပင်လယ်ပြင်ထဲမှာရွံ့လွင့်နေတာကိုမြင်ရတယ်လို့လည်းဆိုကြပါတယ် တကယ်ကတော့ဒီပက်ထရီဂျားထဲမှာကွန်ကာရဲ့သိချရတဲ့စစ်တီတွေတင်းမောတွေဘာမှမရှိတော့ပဲသူကိုယ်တိုင်နဲ့ရှည်ဝဲတွေကိုနောပါသွားခဲ့ပါတယ်သူတတိပြန်ရတဲ့အခါမှာတော့ခွက်ကျွန်းစုရဲ့အရှိတ်အဝါမှာရှိတဲ့အကောင့်သေးပြီးအရန်အောင်မှတီထွင်ကြံစားနိုင်စွာမြန်မာလို့နာမည်ကြီးတဲ့ခင်းတို့ရဲ့ data Way of Augury ဆိုတဲ့ data ရဲ့တောင်ပြင်တစ်ခုကိုရောက်ရှိနေပါပြီထူးခြားတာကွန်ကာလူတယောက်မဟုတ်နေတော့ပါဘူး ် Essential Spirit တွေကခွန်ကာကိုအသက်ရှင်အောင်လုပ်ပင်းနိုင်ခဲ့ပေမဲ့ Mayran ရဲ့တက်ဖြတ်ခြင်းကနေတော့မကယ်ဆယ်နိုင်ခဲ့ပါဘူး။ပြောရရင်ခွန်ကာကတည်ဆုံသွားတာလည်းမဟုတ်အသက်ရှင်နေသေးတာလည်းမဟုတ်တဲ့ Ethereum ရဲ့ Fault ထဲမှာပြိမိသွားတာဖြစ်ပါတယ်။အဲ့သူရောက်နေတဲ့တောင်မြေုံလေ Cataract Demon တွေကျူးကျော်နေတာမို့လို့ Ethereum ရဲ့ Fault ဖြစ်နေတာတော့သူ့ရဲ့မပြီးသေးတဲ့ Emerald Tower ဖြစ်တဲ့ Cataract Demon ရှင်းလင်းရေးကိုကင်းလူမျိုးစုတွေနဲ့အတူဆက်လက်လှုပ်ဆောင်နေတယ်ဗျ။ကင်းလူမျိုးတွေဖြစ်တဲ့ Cloudwet, Tinker, Sniper, Gyrocopter, Techies, Timbersaw, Alchemic, Snapfire, စတဲ့သူအများစုကလည်းကွန်ကာကိုလေးစားကြပါတယ်အဲဒါကြောင့်မို့ Neptunian Saver ဆိုတဲ့ရေအိုရောင်ပိုင်းဖြတ်နိုင်တဲ့ဓာတ်နဲ့အတူရွှေငွေကြောက်တံပရများ Treasure ရဲ့အပြည့်ပါတဲ့ Majestic Leviathan ဆိုတဲ့တင်မောကိုရောင်းပေးခဲ့ပါသေးတယ်ကွန်ကာကဒီလိုရေတွေကိုခုတ်ပန်းနိုင်တဲ့ဓာတ်အပြင်ရွှေလင်းစရာတင်မောကိုပါရသွားတာမို့လို့ Ethereum Fund ဖြစ်နေတာတော့သူ့ရဲ့ရန်ကြွေးကိုဆက်ဖို့နောက်တစ်ခါရွှေလွှင့်လာခဲ့ပါတယ် တမုတ်တရာအနက်ပိုင်းထိရေရိုခုတ်ပိုင်းပြီးမေရန်ကိုရှာဖွေခဲ့တယ်ဗျ။သူရဲ့အီတာရီရဲ့ဘဝနဲ့ရွက်လွင်လာတဲ့ခီးမှာပင်လယ်တမုတ်တရာရေနက်ပိုင်းရဲ့လျှို့ဝှက်ချက်အများကြီးကိုလည်းသိရှိခဲ့ရပါတယ်။နောက်ပိုင်းမှာတော့မေရန်ဒက်တန်တက်ကူလာကိုရှာတွေ့သွားခဲ့ပြီးတော့မေရန်ရဲ့ရေပွဲလက်တချောင်းကိုတော့ခုတ်ပြက်ခဲ့ပါသေးတယ်။အဲ့ဒီနောက်ပိုင်းကနေစပြီးချိန်သာတင့်နေတဲ့ဂိုးရှစ်တင်မောကြီးကိုစီးပြီးရွက်လွင်နေတဲ့ကွန်ဂါဆိုတဲ့အမရယ်ကိုပင်လယ်ပြင်မှာတခါတရံသာတွေ့ရတတ်ပါတော့တယ်။ကျွန်တော်ဒီအတွက်ပြောပြပေးရဲကွန်ဂါရဲ့လော်ကတော့ဒီလောက်ပါပဲ။ ျွန်တော်ဆက်ပြီးဂွန်ဂါနဲ့တခြားဟီးရိုးတွေကြားရတဲ့ဆက်ဆံရေးအခြေအနေကိုပြောပြပေးပါမယ်။မရက်စကာကဒီတိုက်ပွဲရဲ့တအူးအထီးသောမျက်မြင်သက်သေဖြစ်ပြီးတော့သူကိုယ်တိုင်လည်းဂွန်ဂါရဲ့တင်မောရှုံ့မိရတဲ့အတွက်အများအန်း၆လန့်ခံနေရပါတယ်။မရက်စကာကဒီလို၆လန့်ခံရတာနဲ့အဲ့ဒီကဖြစ်ခဲ့သမျှအရာအလုံးကိုတိုက်ဟန်တာပေါ်မှာအပြစ်ပုံချတတ်ပါတယ်။ I'm hunted by Kunka thanks to you. Legion Commander ကတော့ဂွန်ဂါရဲ့နှာခမ်းမွေးတွေကိုအမြဲချီးကျူးနေရှိပါတယ်။ Nice mustache. ဒါပေမဲ့ Legion Commander ကွန်ကာကိုတတ်လိုက်ပြီဆိုရင်လည်းမင်းရဲ့မုတ်စိတ်မွေးကိုကာကွယ်လာ မင်းရဲ့နှကမ်းမွေးကိုကာကွယ်စမ်းလို့ပြောတတ်ပါတယ် Defend your beard defend your mustache တိုင်ဟန်တာကကွန်ကာကိုတပ်ပြီးရဲ့အခါမှာမင်းရဲ့စစ်သည်မော်တွေအခုဘယ်မှာလဲလို့ခနဲ့ပြီးရန်စားတတ်ပါသေးတယ် Where's your fleet now Konka ကွန်ကာကတော့တိုင်ဟန်တာကိုရန်သူလို့သဘောထားပေမဲ့အကောင်းဆုံးရန်ဘက်အနေနဲ့လည်း respect တစ်ခုပေးပါတယ် He loved the sea tide hunted did and for that I cannot hate him ကွန်ဂါရဲ့ fanfare အနေနဲ့ကတော့ကွန်ဂါရဲ့ treasure တွေကိုအလွန်အမင်းဆွဲလန့်တက်မှုကြောင့်သူ့ကိုပင်လယ်တမားလို့ခေါ်ကြပါတယ်။တချို့ကကွန်ဂါ Emerald တယောက်အနေနဲ့ရုပ်ဖြတ်ထားတာဖြစ်ပြီးတကယ်တော့သူကပင်လယ်ပြင်မှာကြောက်ဖို့အကောင်းဆုံးပင်လယ်တမား Brown Bear လို့တောင်ပြောကြပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ကျွန်တော်နောက်တစ်ပတ်မှ Bear Hero လောက်အောင်မယ်ဆိုရဲဟာကို Facebook မှာ pull လေးတင်ပေးထားမှာမို့လို့ဖော်ပြခဲ့ကြပါဦး။ကျွန်တော်နောက်တစ်ပတ်မှတွေ့ရအောင်။